်္ဂလာဘာသာလို့သမီးတို့ရေဒီချက်ကတော့တတ္တမရာသမိုင်းဘာသာရပ်ကိုသင်ကြားပို့ချပေးမယ်ဒီချက်ဖြစ်ပါတယ်ဒီနေ့ဒီချက်ပြောပြပေးမယ်အကြောင်းအရာလေးကတော့မြမသမိုင်းအခန်း1ပြည်ထရစ်ခေမြန်မာနိုင်ငံသင်ကန်းစာနှင့်တောင်ဝခေပထမပိုင်းရဲ့ဟန်တာဝီတီထောင်ကြီးအကြောင်းဖြစ်ပါတယ် စာသင်ချိန်မှာတော့မြင်းကြီးညိုကိုစက်ခံတဲ့တပင်ရွှေတိလက်ထက်မှာမြန်မာတနိုင်ငံလုံးစီယုံနိုင်ဖို့ကြိုးပမ်းခဲ့ပုံနဲ့တပင်ရွှေတိနေပြည်တော်ကိုဟန်တာဝီကိုပြောင်းရွှေ့ပြည့်တဲ့နောက်မှာ တိုင်းပြည်အခြေအနေတွေဖြစ်ပါတယ်အဲ့တော့သားတို့သမီးတို့ရေဒီသင်ခန်းစာလေးကိုလေ့လာကြည့်ရအောင်အခုတော့တောင်ကိုရခင်ကေတုမတီလို့ခေါ်တဲ့တောင်ကူမှာတော့မင်းကြီးညိုနိုင်ရွာဆန်တဲ့အခါမှာသားတို့တပင်ရွှေတိဟာထီနှောင်းကိုစက်ခံတယ် ဆက်ခံပြီးတဲ့အခါမှာမြန်မာတနိုင်ငံလုံးကိုစီယုံနိုင်ဖို့အတွက်ဆက်လက်ကြိုးပမ်းခဲ့ပါတယ်။တပင်ရွှေတိလက်ထက်မှာတော့ဟန်တာဝီကိုတောရောက်တိုက်ခိုက်ခဲ့တယ်။တောင်ဘက်ပိုင်းမှာရှိတဲ့မွန်ပရတစ်တွေဟာစီယုံရင်မရှိတဲ့အတွက်ကြောင့်မလို့ပသိမ်၊မြောင်းမြာ၊မော်လမြိုင်၊မုတ်ဓမာဟန်တာဝီဆိုပြီးတော့ क्वे ပြားနေတဲ့အတွက်တပင်ရွှေတိဟာမွန်ပရတစ်တွေကိုတိုက်ခိုက်အောင်မြင်ခဲ့ပါတယ်။ဒီပုံလေးကတော့မြန်မာပြည်မြေပုံဖြစ်ပြီးတော့ပသိမ်၊မြောင်းမြာ၊မော်လမြိုင် မုဒ္ဒမဟန်တာဝရီပကိုးကိုဖော်ပြနေတဲ့မြေပုံလေးဖြစ်ပါတယ်။တရုတ်သမီးတို့ရဲ့အခုတစ်ချက်ရှင်းပြတဲ့ပထမစာပေကလေးကတော့မင်းကြီးညိုကိုဆက်ခံတဲ့တပင်ရွှေတိလက်ထက်မှာမြန်မာတနိုင်ငံလုံးကိုစီးရုံနိုင်ဖို့ကြိုးပမ်းခဲ့တဲ့အကြောင်းအရာလေးဖြစ်ပါတယ်။ကဲဒုတိယစာပေကလေးကိုဒီလိုဆက်ပြီးတော့လေ့လာကြည့်ကြအောင်။တပင်ရွှေတိဟာနေပြည်တော်ကိုတောင်ကနေပြီးတော့ဟန်တာဝရီကိုပြောင်းရွှေ့ခဲ့တယ်။1949ခုနှစ်မှာစတင်ပြီးတော့တိုင်းပြည်ရေးရာတွေကိုလှည့်လှူရှုခဲ့တယ်။ တပည့်ရွှေတိရဲ့အုပ်ချုပ်မှုအာဏာရောင်းနေလာချိန်မှာတော့တကုံဒလတလင်ဒေသတွေကနေပြီးတော့ပုံကန်ထကြတဲ့အကြောင်းမလို့တပည့်ရွှေတိရဲ့ရောက်ဖတ်တော်သူဟာနော်ဘရင်တော်ကိုယ်တိုင်သွားရောက်ပြီးတော့နှိမ်နှင်းကြရပါတယ်အဲ့ဒီချိန်မှာတော့မုံသူကောင်းမျိုးဖြစ်တဲ့တမင်စောထုရဲ့လှုပ်ရှားမှုကြောင့်1950ပြည့်နှစ်မှာတော့တပည့်ရွှေတိဟာလက်ရွာဆန်ခဲ့ရပါတယ်ဒါတော့သမီးတို့ရေဒုတိယစာပိုက်ကလေးကတော့တပည့်ရွှေတိနေပြည်တော်ကို ဟန်တာရီတို့ပြောင်းရွှေ့ပြီးတဲ့နောက်မှာတိုင်းပြည်အခြေအနေဖြစ်ပါတယ်။အဲအဲ့တော့သားတို့သမီးတို့ရေဒီအကြောင်းအရာလေးကိုလေ့လာပြီးပြီဆိုတော့ဒီကြတော့အဓိကကြားတဲ့အကြောင်းအရာလေးတို့ဆက်ပြီးတော့ကြည့်ကြရအောင်။တပိရွှေထီးဟာမြန်မာတနိုင်ငံလုံးကိုစီရောက်နိုင်ဖို့အတွက်ဆက်လက်ပြီးတော့ကြိုးပမ်းခဲ့တယ်။တပိရွှေထီးဟာနေပြည်တော်ကိုတောင်ကနေပြီးတော့မွန်တို့ဒေသဖြစ်တဲ့ဟန်တာဝရီကိုပြောင်းရွှေ့ခဲ့ပါတယ်။ဒီနေ့တစ်ချက်ပြပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့မြမသမိုင်းအခန့်တိပြည်ထရစ်ခေမြန်မာနိုင်ငံ သင်္ကားစာနှင့်တောင်ကိုခေပထမပိုင်းရဲ့ဟန်တာဝရီတီထောင်ခြင်းအကြောင်းဖြစ်ပါတယ်။ဒါတို့သမီးတို့လည်းဒီသင်္ကားစာလေးကိုနားလည်သဘောပေါက်မလို့ဒီချက်မျှော်လင့်ပါတယ်။နောက်သင်္ကားစာမှာဒီချက်တို့ပြန်တွေ့ကြမယ်နော်။ဘိုင်ဘိုင်။